အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pizza တဲ့အောင်လည်းပြလာပါကမနေ့ညတုန်းကပဲကမ္ဘာဖလားချေဆပွဲအဖြစ်ဒါ Germany တို့ Netherlands တို့ဒါ Czech Republic တို့ Croatia တို့အုပ်စုတွေကစားခဲ့ကြတယ်။ Germany ကသူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Slovakia အသင်းပေါ့လေဒီအသင်းနဲ့သူတို့ကဆနမတ်စီကြာနေတယ်အဲ့ဒီနေရာမှာအိမ်ကွင်းမှာကန်တဲ့အချိန်မှာ Julian Nagelsmann ရဲ့အသင်းကဒီပြိုင်ပွဲမှာသူတို့ပထမအဆုံးချိန် ဂိုးပြက်ချီပြက်နဲ့နိုင်ပွဲရတယ်။ဒါ Florian Vars တယောက်တည်းအစ်စ်နှလုံးရတယ်။ဂျာမနီကတကယ်ကိုခြေစွမ်းပြခဲ့ပြီးတော့အိမ်ခွဲမှာ Slovakia ကိုအပြတ်တက်နိုင်ခဲ့တယ်။ဒါဒီနေ့ပွဲမှာဆိုရင် Nick Watermelon တို့ဦးဆောင်ကိုတွင်ပြီးတော့မှ Sarge Gnabry နဲ့ Levi Sané တို့ရဲ့ twin goal တွေနဲ့ပထမပိုင်းမှာဒီဂျာမနီဟာ၄ဂိုးဂိုးရှိနေနိုင်ပွဲရနေပြီ။ဒုတိယပိုင်းကျမှလူစားဝင်တဲ့ကဘာကူတို့နောက်တစ်ဖက်က ဒါ quanta quattro ကိုဆိုတဲ့ကစားမတွေရဲ့ twin ကိုနဲ့ဂျာမနီက6-9ပြန်တဲ့နိုင်ပွဲရရှိခဲ့တယ်ဒီနေ့ဂျာမနီရဲ့အဲ့နိုင်ပွဲက ဒီ World Cup qualify မှာဒါသူတို့အတွက် DR ဒီမှာအကြီးမားဆုံးနိုင်ပွဲရရှိခဲ့ပြီးတော့ဒါဂျာမနီကရမှတ်15မှတ်ရတဲ့အဓိကပြိုင်ပတ်ဆိုဗက်ကီးယားကတော့ရှုံးပွဲတွေ့တဲ့အတွက်17မှတ်နဲ့သူတို့က playoff အဆင့်ကိုသွားရမှာဖြစ်တယ်။တစ်ဖက်ပါတော့ Netherlands အသင်းကအိမ်ကွင်းမှာ Lithuania အသင်းကို၄ကိုပြတ်နေနိုင်ပါတယ်။ Ronald Koeman အသင်းက Premier League အခြေစိုက်ကစားသမားတွေအားလုံးခြေစွမ်းပြတယ်။16မိနစ်မှာ Winder ကဦးဆောင်ကိုသွင်းပြီးတော့မှပထမပိုင်းတစ်ပိုင်းလုံးတကူတဲ့ ဖြစ်နေခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ကော်တီကေပူကပနတီ ဂပူဖန်တီးပေးတာကဂျာဗီစင်မွန်နဲ့ပြီးတော့မှအာဆိုဗီလာရဲ့တိုက်စင်မှုဒွိုင်းယန်မာလန်တို့ကတကိုးစီသွင်းသွားတဲ့အတွက်ကြောင့်နယ်သာလန်ကအိမ်ကွေးမှာလစ်သူရီးနီးယားကို၄ခုပြတ်နေနိုင်ပြီးတော့ကမ္ဘာဖလားချေစပွဲအောင်သွားပြီဖြစ်တယ်ဒီနေရာမှာပိုလန်ကအဝေးကွေးမှာမော်တာကိုအကျိတ်နဲ့ကန်ခဲ့ရပြီးလီဗန်ဒေါစကီရဲ့ဥဆောင်ကိုတွင်းထားတည်တိုင်အောင်တကယ်ကိုခက်ခက်ခဲကစားခဲ့ရပြီးတော့မှ85မိနစ်မှာဇင်လင်းစကီရဲ့နောက်ကျဂိုးနဲ့ပိုလန်က 3929နဲ့နိုင်ပွဲရတယ်။ဒါပေမဲ့ပိုလန်ကအိုက်ယာလက်မှာအခုလက်ရှိနေထားရနယ်သာလန်ရဲ့နောက်မှာ၃မှတ်အကွာနဲ့ပဲကမ္ဘာဖလားမှာသူတို့ playoff အဆင့်ကိုရောက်ရှိသွားတယ်။တစ်ချိန်တည်းမှာပဲတခြားတင်းတွေထဲမှာ Czech Republic က Gibraltar ကို6ဂိုးပြန်နဲ့ဂိုးပြန်နိုင်ခဲ့ပေမဲ့ဒါအစောပိုင်းမှာတည်းက Croatia က chess ပွဲအောင်ထားတယ်။ Croatia ကလည်း Montenegro ရဲ့အဝေးကွင်းပွဲမှာနောက်ကလိုက်ကစားခဲ့တယ်ပထမပိုင်းမှာတည်းနှစ်ဂိုးပြတ်ရှုံးပေမဲ့ ဒါ30ခုနဲ့မှာ even ဒါ Pelicic ရဲ့ပြီးတော့မှ Jatin နဲ့ဒါ89မိနစ်မှာ Vlasic ကတောက်တက်တကူသွင်းပြီးတော့ Croatia က3ခု2ခုနဲ့နိုင်ပွဲရရှိသွားတယ်ဆိုတော့အခုလောလောဆယ်အနေထားရ group 3ခုကံပြီးတဲ့အချိန်မှာကမ္ဘာဖလားချေစပွဲမှာအုတ်စု A မှာ Germany အုတ်စု B မှာ Switzerland နဲ့ Kosovo တို့နဲ့ပြန်အဓိကအရေးပါတဲ့ပွဲလူရမယ်အုပ်စုစီမှာဒက်မတ်စကော့တလန်အကျိတ်နဲ့လူရဖို့ရှိပြီးတော့အုပ်စုဒီမှာပြင်သစ်ချစ်ပွဲအောင်တယ် အောက်စုအီမာစပိန်နဲ့တူတကီလူရမှာဖြစ်ပြီးအောက်စုအက်ဖ်မှာပေါ်တူဂီချေစပွဲအောက်စုဂျီမှာချက်ဒီနယ်သာလန်အောက်စုအိတ်မှာအော်စတြီးယားဒါဒီဘယ်လိုပြောမလဲဘော့စတြီးယားနဲ့အပြိုင်လူရဖို့ရှိပြီးတော့အောက်စု အိုင်မာနော်ဝေးချစ်စပွဲအောင်ထားတယ်။နောက်ဘယ်ဂျီယံဂရုကလည်းမျောလိချက်ကြံနေတဲ့အတွက်ဘယ်ဂျီယံရဲ့မြောက်မက်ဆီဒိုနီးယားရဲ့ဝေးစ်ကသုံးသိရှိပြီးတော့အင်္ဂလန်ကဒါနော်ဝေးလိုပဲပွဲတိုင်းနိုင်ပြီးတော့ခရိရှားလည်းချစ်စပွဲအောင်ပြီးချက်ကပလေးအော့ဝင်သွားတယ်။ဆိုတော့အခုလောလောဆယ်အနေထားရာဒါကျွန်တော်တို့အခုပလေးအော့အဆင့်ပေါ့လေ။ဒါပလေးအော့အဆင့် UEFA ရဲ့ပလေးအော့အဆင့်ကိုတက်ရောက်နိုင်တဲ့အသင်းတွေပေါ့လေ။တက်ရောက်နိုင်တဲ့အသင်းတွေထဲမှာအခုလက်ရှိအနေထားရာတော့ ဒါချေစပွဲအောင်ထားတဲ့အသင်းတွေအများကြီးတဲကဒီပလေးအော့အဆင့်တက်ထားတဲ့အသင်းတွေကအုပ်စုဒုတိယရတဲ့အသင်းတွေအားလုံးဖြစ်တဲ့ဒီနေရာမှာ Nation League ကဝင်ခွင့်ရမယ့်အသင်းကအခုလောလောဆယ်တည်ထားချက်ရ3သင်းထွက်ပေါ်နေပြီဖြစ်ပြီးတော့အဲ့ Nation League 3သင်းကတော့ဒါလက်ရှိအနေအထားရဒါဘယ်လိုပြောမလဲရူမီးနီးယားရဲ့ဆွီဒင်ရဲ့မြောက်အိုင်ယာလန်ရဲ့ဖြစ်တယ် ဆိုတော့ကျွန်တော်တို့နောက်ထပ်ပွဲစဉ်တွေပေါ့လေဂျာမနီနဲ့နာဂတ်စမန်အတွက်တကယ်ကိုကူးပြတ်နိုင်ပွဲရော်နယ်ကူမန်အတွက်လည်းနယ်သာလန်ရဲ့နောက်ထပ်ကူးပြတ်နိုင်ပွဲနဲ့ချက်တူဘာလို့လဲအသီးသီးကူးပြတ်နိုင်ပွဲရတယ်မနေ့ကကဘာဖလာချစ်စပွဲတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်